ဟယ်လိုမင်္ဂလာပါခင်ဗျဒီတကားကင်မရာရောနဲ့ကျွန်တော်တို့တွေပုံလေးကိုကြည်အောင်လုပ်တဲ့နည်းလေးပေါ့နော်အရင်ကတော့ကျွန်တော်တို့ Photoshop စတိတ်နေနဲ့ပုံလေးတွေကိုကြည်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကျွန်တော်တို့လုပ်ခဲ့ကြတယ်ပေါ့ဒီတကားမှာတော့ကျွန်တော်တို့ကပုံလေးတွေကိုကင်မရာရောရဲ့အကူအညီနဲ့ကျွန်တော်တို့ကင်မရာရောဖိတာစတင်နေရနေပြီးတော့ကင်မရာရောရဲ့အကူအညီနဲ့ ကောင်းကောင်းလေးကျွန်တော်လောက်ကြမယ်ပေါ့နော်ဆိုတော့ဒီမာကအခုလောလောဆယ်ကျွန်တော်လောက်ထားတဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီမာကကျွန်တော်ဒီမာပေါ့နော်ဒါကျွန်တော်လောက်ထားတဲ့အနေထားလေးပါပေါ့နော်ဒီမာရှိပါဗျာတော်တော်လေးကိုကြွားမယ်ဒီဘက်ကမွေးရင်ပုံဒီဘက်ကတော့အဲကျွန်တော်လောက်ထားတဲ့ပုံပေါ့နော်ဒီမာပေါ့နော် ဆိုတော့တော်တော်လေးကိုပုံအားကြည်လင်ပြတ်သားမှုဟာလုံးဝကိုကြွာချပါတယ်ကျွန်တော်ဒီမှာ noise လေးထည့်ထားတယ်မကြိုက်ရင်မကြိုက်ရင်တော့မထည့်နဲ့ပေါ့နော်ဒီ noise ကအခုကျွန်တော်ကဒီအောင်ဒီပုံလေးကိုကျွန်တော်ကပြန်ပြီးတော့မှအမ်ဟိုဟာမလုပ်ရသေးဘူးပေါ့နော်စမမလုပ်ရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်လောလောဆယ်ပုံလေးကိုကြည်အောင်ပဲလုပ်ထားသေးတာပေါ့နော်ဆိုတော့အခုကျွန်တော်ကဒီပုံလေးကို ဘယ်လိုလုပ်ရလဲဆိုတာကိုအစဆုံးလုပ်ပြပေးမှာဖြစ်တယ်ပြောနော်အဲ့တော့အားလုံးပဲလိုက်ပါလောက်ကြည့်လို့ရပါတယ်ခင်ဗျโอเคကျွန်တော်တို့ကဒီမှာပုံလေးကိုဒီလိုမျိုးကျွန်တော်တို့ဒီ open ဖိုင်ထဲကနေပြီးတော့ open ကနေကျွန်တော်တို့ဒီမှာသွားပြီးတော့ယူမှာပေါ့နော်ယူခဲ့ပြီပဲထားလိုက်တော့ကျွန်တော်ကဘယ်လိုသွားယူလဲဆိုရင်ကျွန်တော်ဒီမှာဒီမှာလာယူရဲဒီပုံလေးပေါ့နော်အခုကျွန်တော်ရပြီရပြီဆိုကျွန်တော်တို့ဒီမှာ open ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ပုံလေးရတဲ့ရောက်လာမယ် okay ဒီပုံလေးက project ရဲ့ software ထဲမှာကျွန်တော်တို့ပုံလေးရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ပုံလေးကိုကျွန်တော်တို့ layer ပွားလိုက်မယ် မှာပေါ့နော်လေယာပွားလိုက်မယ်လောလောဆယ်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ပုံနှပုံတခါတည်းဟိုဘက်တစ်ဘက်ရှင်ပြီးကြည့်နေတာဖြစ်လို့ကျွန်တော်တို့ပုံကိုဒီမှာ image ဒီမှာဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာ package ဒါကောင်းလေးဒါလေးပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဘာလုပ်မှာဆိုဝင်းဒိုးတွေကဝင်ပြီးတော့ဒီအပေါ်ဆုံးမှာဒီရနေပြီးတော့ကျွန်တော်တို့ဘေးပညာခွဲမှာဖြစ်လို့ဒီ2 at particle လေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီလိုလေးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါ ကျွန်တော်တို့ကဒီဘက်ကပုံကိုလုံမယ်ပေါ့နော်ဒီဘက်ကပုံကိုလုံမယ်ဒီဘက်ကပုံကိုကျွန်တော်တို့မူရင်းအနေနဲ့ထားပြီးကြည့်မယ်ပေါ့ဒီဘက်ကပုံကိုကျွန်တော်တို့ကအလုံးလုံမယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးပါလုံမယ်ဆိုရင်ဖစ်တာတွေကိုဝင်မယ်ဖစ်တာတွေကနေပြီးတော့မှဒီမှာကင်မရာတော်တွေကိုကျွန်တော်တန်းသွားလိုက်မယ် ਆ sorry ဖစ်တာဂရတာကြီးလည်းရောက်သွားတယ်နော်ကင်မရာတော့စတင်မဟုတ် sorry မှားသွားလို့ပါနော် sorry ပါဒီမှာကင်မရာရောဖစ်တာတွေကိုကျွန်တော်ဝင်မယ်ဝင်ပြီးွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီအရင်ဆုံးဒီ visit တိုင်းမှာကျွန်တော်သွားချိန်မယ်ဘာချိန်မလဲဆိုတော့ contract ဒီလိုလေးနည်းနည်းချဲ့လိုက်မယ်ပေါ့နော် okay လောလေးချဲ့ပြီးကြည့်မယ်ချဲ့ပြီးကြည့်ရင်ကျွန်တော်ဒီမှာဘာချိန်ကြည့်မလဲဆိုတော့လောလောဆယ် control ကိုဆွဲကြည့်မယ် okay ဒီမှာနော် control ဆွဲကြည့်လိုက်တော့ဒီဘက်က အဲပုံကရုပ်လုံးကကြွလာတာပေါ့နော်ဘာဖြစ်ဆိုတော့ဒီမှောင်တဲ့နေရာလေးမှောင်သွားပြီးတယ်ပေါ့နော်အရန်များရင်ကျွန်တော်ပြန်လျှော့လိုက်မယ်ဒါမှမဟုတ်ရင်ဒီလိုပဲများများလိုချင်တယ်ဆိုရင်ဒီကောင်နဲ့လိုက်ပြီးလင်းပြီးမယ်ပေါ့နော်โอเคဒါဆိုတောက်တောက်လေးပြစ်သွားမှာပေါ့နော်โอเคဒါပထမဆင့် highlight တွေဘာတွေတင်ကျင်တယ်ဆိုရဲဒီမှာလာတင်လို့ရတယ် share တွေတင်လို့ရတယ် voice အဖြူရောင်တွေတင်လို့ရတယ်အနက်ရောင်တွေအမဲရောင်တွေတင်လို့ရတယ်ပေါ့နော်ချိန်လို့ရတယ်ပေါ့နော် โอเคဒီမှာကျွန်တော်ကဒီလောက်လောက်ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာဒီမှာလာချိန်ကြည့်မယ်နော်ဒီမှာဒီမှာလာချိန်ကြည့်မယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ဒီဒီစင်လေးပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဒီမှာပေါ့နော်ဒီစတင်လေးတွေမှတ်ထားပါပေါ့နော် ဒီကောင်လေးကိုကျွန်တော်နည်းနည်းကစားကြည့်မယ်ဒီကောင်လေးတွေနည်းနည်းကစားကြည့်တဲ့အချိန်မှာပို့ပြီးတော့ပုံလေးကပို့ပြီးတော့မိုက်သွားတယ်နော်ဒီလိုလေးပေါ့ချိန်ကြည့်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာဒီကောင်လေးနည်းနည်းကစားကြည့်မယ်โอเคဒါလည်းတိတ်ပြီးတော့ဝင်ပြသေးဘူးကာလာနေထားကစားခြင်းဒီမှာကစားလို့ရတယ်ကာလာတော့ကျွန်တော်ကစားတော့ဘူးပြီးပါရင်ကျွန်တော်ဒီအောက်မှာဒီကောင်တော့ အလင်းမောင်ရဲ့ချိန်ညှိမှုပေါ့နော်ဒီကောင်ကိုကျွန်တော်မသုံးဘူးနောက်ဒီကောင်ကသုံးမယ်ကြည့်တဲ့ဒီကောင်သုံးမယ်ပေါ့နော်ဒီမှာရှက်အဲကောင်လေးပေါ့ရှက်ပင်ဒီကောင်လေးတစ်ချက်လောက်ကြည့်မယ်โอเคဒီမှာထင်းလာပြီနော်ပုံလေးကထင်းလာပြီနော် လက်ကောင်လေးကစားတဲ့ချိန်မှာပုံလေးကထင်းလာပြီဒီမှာအပြင်မှာစတင်လည်းရှိတယ်ဒီထဲမှာလည်းရှိတယ် noise လေးထည့်ခြင်းဒီမှာထည့်လို့ရတယ်ဒီမှာ color noise လေးထည့်လိုက်ရင်ခုနလိုမျိုးပေါ်လာမယ်ကျွန်တော် color noise ခုနဟာများတယ်လို့ထင်တယ်မထည့်တော့ဘူး okay ဒီနေထားလေးဒါဆိုရင်မျက်လုံးလေးမကြည့်မယ်မူရင်းပုံဟာဒီတိုင်းဒါမူရင်းခုနမူရင်းပုံ အခုမျက်လုံးလေးပြန်ဖွင့်လိုက်ရင်ဒါလက်ရှိလောက်ထားတဲ့ပုံโอเคမွေင်းပုံမွေင်းပုံလက်ရှိပုံဒါသလိုက်တွေတင်ကြည့်မယ်ဘယ်လိုနေလဲဒီမှာတကောင်လေးတင်ကြည့်မယ်ဒူရသေးနော်โอเคနောက်ကဒီမှာကာလာမတ်ဒီကောင်ကတော့အဲအရာုံနဲ့ကစားခြင်းနဲ့ဆိုရင်တော့လောက်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ ဒီလက်ရှိကသူ့ရဲ့မွေရင်ကာလာလေးကိုပဲခြိုက်တယ်ကစားတော့ဘူးမာတဆင်းသွားပြီနောက်တဆင်းသွားမယ်ဒီမှာလည်းကာလာချိန်နေတာပဲဗောနော်ဆင်းလာမယ်ဒါလေးနည်းနည်းကစားအာဒါ sorry တကောင်းမလို့နော်ဒီကောင်ကပုံကိုဟို ရှေ့ကိုငိုင်းနေတာတော့နောက်လန်နေတာတော့နည်းနည်းပါးကစားလို့ရတဲ့ဟာပေါ့ကဲဒီမှာလဲဒီလိုပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတရားတွေမသုံးဘူးညာနော်ဒီ effort တွေချက်သွားမယ်ဒီမှာ effort မှာခဏနွားအပြောက်လေးတွေမှာလာထည့်လို့ရတယ်နော်ဒါကြီးပေါ့ကျွန်တော်နည်းနည်းလေးပဲထည့်မယ် ဘာလို့လဲမျက်နှာရဲ့ချွေးဘောက်တိုင်လေးတွေပေါ်လာအောင်လို့နည်းနည်းလေးထည့်လိုက်မယ်ဒီကောင်ကနောက်ကနောက်ကစတိုင်ပါเนาะဒါတော့ကျွန်တော်မထည့်တော့ဘူး Okay ဒီနေသားမှာကျွန်တော်ဒီမှာမျက်လုံးလေးမဲ့ကြည့်မယ် Okay တော်တော်လေးกว่าပါပြီเนาะတော်တော်လေးกว่าပါပါပြီကျွန်တော်တို့က ဒီမှာ7ဘလောက်တင်မလဲတင်ချင်တာတင်လို့ရတယ်နော်ဒီကောင်မှာโอเคဒါလေးကိုမျိုးလုံးလေးပဲကြည့်မယ်အော်ပို့ပြီးတော့တောက်သွားတယ်နော်โอเคဒီနေသားလေးဖြစ်ပါပြီโอเคပေးလိုက်တော့မယ်โอเคပို့ရင်းတစ်ပုံကဒီလိုဖြစ်နေပြီဒီမှာပါနော်ရှင်းကြည့်လိုက်မယ် ီမှာပါဒီဘက်ကမူရင်ပုံဒီဘက်ကတော့အဲလောက်ထားတဲ့ပုံပေါ့โอเคဒီနှစ်ပုံကိုဒီလိုလေးကြည့်ကြည့်ပင်ဒါကသူရဲ့မူရင်ပုံဒါကလောက်ပြီးတဲ့ပုံဒီဘက်ကလည်းမူရင်ပုံဒီဘက်ကလောက်ပြီးတဲ့ပုံโอเคကြည့်ကြည့်ပါเนาะပုံလေးကကျွန်တော်တို့အပြင်မှာဒီဖက်တာဟိုခဲမှာရှိနေတယ်ကျွန်တော်ဒီမှာเนาะ black and တွေဘာတစ်ခုမှသုံးစရာမလိုသေးဘူးတော့เนาะ မတော်တော့ရမလို့သေးပဲနဲ့ပုံလျာသူ့အတိုင်းကိုလာနေပြီဆိုတော့ကျွန်တော်ကဒီတဲကနေပြီးတော့ဒီ black in လေးကိုကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော်လင့်ချပေးထားမယ်ဆိုတော့ဒီ black in လေးကိုကျွန်တော်တို့ကဝင်ကြည့်လိုက်မယ်ဆိုရင်ဒီ black in ကတော့ smooth လုပ်တဲ့ဟာပေါ့နော် smooth လုပ်တဲ့ဟာဆိုတော့ဒီမှာ black in ထဲမှာကျွန်တော်တို့က ဒီမှာလိုက်ကြည့်လိုက်မယ်ဆိုရင်ခုနတော့ skin detail skin detail လည်းရှိတယ်ပြီးရင်ဒီမှာဒါလေးတွေကစားလို့ရမယ် brightness contrast နည်းနည်းတင်လို့ရသေးတယ် okay highlight လေးကစားလို့ရသေးတယ်ပြီးရင် smooth ဘိုင်းကိုတစ်ချက်ကြည့်မယ် အဲဒီအောင်လေးနည်းနည်းဒီမှာရွေးလို့ရတယ်နော်ကျွန်တော်မီဒီယံစမှုယူလိုက်မယ်မီဒီယံစမှုယူလိုက်မယ်โอเคပြီးွားရင်ကျွန်တော်တရားမဲ့โอเคပေးလိုက်မယ်โอเคဒီမှာပုံလေးရဒီလိုလေးပြသွားမယ် အောက်ကပုံနဲ့ရှင်းကြည့်မယ်တော်လေးကွာနေပြီဒီဘက်ကပုံနဲ့ဒီပုံနဲ့တောင်မှနော်ခုနမွေရင်ပုံအောက်ကပုံချင်းတူတူတောင်မှဒီပုံကနည်း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 မှုန်သွားသလိုခံစားရတယ် sorry နော်ဆိုတော့ဒီပုံလေးကိုကျွန်တော်လိုလေးနည်းနည်းထားကြည့်မယ်ဒီပုံလေးကိုလည်းရွယ်တူလောက်ထားကြည့်မယ်ပေါ့နော် ရက်ကောင်လေးကိုနည်းနည်းရွယ်ရွယ်လောက်ထားကြည့်မယ်။ထားပြီးတော့မှကျွန်တော်ရက်ပွင့်ကြည့်လိုက်မယ်။โอเคဒီမှာကြည့်ပါအောင်ဗျာနော်။အရန်ကြီးကိုကွာချားပါလေဗျာနော်။ဒီမှာကြည့်ပါအောင် ပုံလေးကလုံးဝအောင်မိုက်သွားပြီ။လုံးဝကိုရှယ်ဝိုင်းပါနော်။အဲ့ဒီမှာကျွန်တော်တို့က smooth လုပ်ချင်သေးတယ်ဆိုရင်ကျွန်တော်တို့ဒီမှာစပန်းကြောင့် ဒီမှာဒီဖြူဒီကောင်လေးတွေဖြူတားထင်းတယ်လို့စမလို့ရှင်းတယ်ဆိုရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော် second breath မထည့်တာဟုတ် second breath ဖန်ဒီနီကျွန်တော်တို့လောက်ကြမယ်ဝင်းဒိုးထဲမှာသွားမယ်သွားပြီးတော့မှဘာလုပ်လဲဆိုတော့ breath breath stem ပေါ့နော်ဒီ breath stem လေးကိုဖွင့်လိုက်မယ်ဒီမှာ breath stem လေးကြာလာပြီဆိုတော့ကျွန်တော်က breath မှာမထားလို့ breath stem ကဒီမှာ ဘရက်ကအကောင်လုံးပိတ်နေတယ်ဒီမှာ press တင်ပါတော့โอเคဒီမှာ press တင်ဒီမှာ smooth မှာကျွန်တော်တို့ထားရတယ်နော်ဒီမှာကိုလိုတလောက်လေးကစားလို့ရပါတယ်အာဒါတော့ဘွားမသွားတဲ့ဟာကပါနော်ဒီလေးထားမယ်ဒီကောင်လေးထည့်မယ်ဒါလေးတစ်ချက်ထည့်မယ်အာဒီကလေးတစ်ချက်ထည့်မယ်။โอเค ဒီလောက်ဒီလေးခုလောက်ထည့်ပြီးရင်တော့ရလောက်ပြီထင်တယ်နော်ပြီးရင်တော့ကျွန်တော်ဒါလေးရပြီဆိုတော့ဒီမှာဒါလေးရွေးလိုက် sorry ဒီကောင်ထားယူတော့မှတော့ပါပါနော်ရစတင်နေမှာโอเคဒီအားလေးပေါ့နော်ဒီဒီအားလေးရထားပြီရထားပြီဆိုတော့ကျွန်တော်တို့ကဒီကနေပြီးတော့ ဒီကောင်နည်းနည်းလေးတင်လိုက်မယ်ဒီမှာပါနော်ဒါဆိုရင်ကျွန်တော်ရဲ့ bread လေးကအဲ smooth bread လေးဖြစ်သွားပြီဒီမှာအများကြီးထားလို့မရဘူးသူ့ကိုကျွန်တော်၈လောက်၈လောက်ပဲထားမယ်ထားပြီးတော့မှကျွန်တော်ဒီကနေပြီးတော့ဒီလိုလေးလိုက်ချောမယ်ပေါ့နော်ဒါဆိုရင်ဒီမှာတော်တော်တော်တာတော်တော်အများနေတယ်ကျွန်တော်နည်းနည်းလျှော့အောင်မယ် လေးငါလောက်ထားမယ်လေးငါလောက်ထားပြီးတော့ကျွန်တော်ကဒါလေးနည်းနည်းလျှော့လိုက်မယ်ဒီနေရာလေးကိုကျွန်တော်ပြပြီးထင်းနေရာလေးမလို့ခြင်းဘူးဒါလေးလည်းမလို့ခြင်းဘူးဒီလိုလေးလိုက်စမှုလိုက်မယ် ဒါလေးချောတင်ရပါတော့။ Okay ပေါ်ကလေးဒီလောက်လေးသိရပြီ။ဒီမှာလည်းအဲ့လိုပဲဒါလေးကျွန်တော်တို့အဲ့ဒီရှပန်အရှမတ်နဲ့ကျွန်တော်သွားလောက်တဲ့အချိန်မှာဒါတွေတအားထင်းလာလို့ရှင်ပြန်လို့ပြန်လို့လို့ကောင်းတယ်နော်။ဒီလို second brand လေးကိုကော့ကိုဖန်တီးပြီးတော့ဒါလေးဒီလိုလေးလောက်လိုက်ပါတော့နော်။ဒါဆိုတော်တော်လေးမိုက်ပါမယ်။ โอเคปองนี่ก็ไม่ไหวเนาะ โอเคป่ะเดี๋ยวมาဒီဘက်ปองนี่ကိုလည်းအဲ့ရွယ်ထားကြည့်မယ်โอเคဒီမှာပါเนาะဒါဆိုရင်ဒီปองလေးနှစ်ปองอ่ะတော်တော်လေးကိုမိုက်ပါရင်เนาะဒီမှာကြည့်ပါအောင်เนาะလောင်းဝကွာချောင်းလို့ရှိပါတယ်ဒီမှာပါเนาะปองလေးကတော်တော်လေးကြည့်ပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်ဒီနေလေးကိုလာလုပ်ပြတာပါဒါဆိုရင် ပုံလေးတွေကိုကိုလောက်ရမယ်မိမိလောက်ရမယ်ပုံလေးတွေကအရန်ကိုဝါနေတယ်ဆိုရင်စိတ်မညစ်ပါနဲ့ဒီနီးလေးတိုင်းလောက်ပါအဲ AI နေပါရေးတော့အားကိုးကြရလဲမလို့ပါဘူးပေါ့နော်ဆိုတော့ AI ကလည်းပတ်စံမပေးရင်မရဘူးပြန်နော်ကျွန်တော်တို့ကအပြောလောက်တာအဲစီးပွားပြည့်လောက်တာမဟုတ်တဲ့အတွက်သူ AI ကိုမသုံးနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုယ့်ဘက်ကို ရိရတဲ့ဟာလေးနဲ့အကောင်းဆုံးဖြစ်အောင်လာလို့ပြတာပါအားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆင်ပြေတယ်ဆိုရင်ကျွန်တော်လည်းနောက်ဗီဒီယိုလေးတွေတင်ရတာအားရှိအောင်လို့အဲ subscribe လုပ်ရသေးဘူးဆိုရင်လုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုပြရသေးအားလုံးကျေးမချမ်းသာကြပါစေ